တော်တယ်မြတော်ရလေးတရားမှာလင်မယားနှစ်ယောက်ဟာအသေးရွယ်လေးတွေကိုခုခက်စားတောင်းရင်းနေထိုင်လာခဲ့တယ်။ဒီလိုစားတောင်းလာရတာ၄-၅နှစ်လောက်ရှိနေပြီဆိုတော့မိမဖြစ်သူကလည်းတိမခန့်နိုင်တဲ့ဆုံးဒီလိုပြောလာတယ်။ရကြောင်ရှင်စမောက်ဟင်းလေးပါလေးရှာမကြည့်တော့ဘူးလား။တနေ့တနေ့ဒီဟင်းတွေပဲခုတ်နေရကို့မိမကိုဟင်းလေးပါလေးရှာကြည့်ပါအောင်။ကိုရကစီးရင်သားလေးဘေကပတ်စံနဲ့သွားဝယ်ကြည့်ရမှာလေမိမရဲ့။မင်းလည်းမသိရလဲမဟုတ်ပဲနဲ့။မသိဘူးရှာလာမကြည့်ရင်ဒီညအပြင်မှာအိတ်တော့ ။မင်းကတော့လေမိမရှိရလေဒုက္ခတမျိုးပဲ။ကြာလာတော့စိတ်တောင်ပြက်ချလာပြီ။သွားရှာလာပြီမေ။ဟုတ်ပြီလား။ဒီလိုမှပေါ့။ဒီဟာလေးခွဲပြီးသွားရင်သွားတော့နော်။ဖာထူလေမိမဖြစ်သူကအစားကောင်းတောက်ဖွဲလေးတွေကိုစားချင်တာမို့ဝယ်ကြည့်တဲ့ပစံလေးမရှိတဲ့အတွက်တော်ထဲဝင်ပြီးမြစ်သွားတူခဲတာပေါ့။ဒီမြစ်လည်းမစိုးပါဘူး။တောရရဲ့အစားတောက်ပဲလေ။ငါမိမလေးကြိုက်လောက်ပါတယ်။သူ့သွားကြည့်လောက်အောင်မေ။သူမြစ်တူမဲ့လို့တုံးခြေတံတွေကိုကြားလာခဲ့ရပါတယ်။ ဒါမှမဟုတ်တောကောင်များလား။ကောင်းနေဒီနေ့ရောအတားဟင်စားရတော့မင်း။သူလဲခြေတန်ချာရာနဲ့ခြုံဘုတ်ထဲဝင်ပုံးနေခဲ့တယ်။ခြုံဘုတ်ထဲဝင်ပုံးနေတော့မှလူ300ကိုတွေ့လိုက်တယ်။ဘယ်သူတွေလဲဟ။တကားမှလည်းမမြင်ဘူးဘူး။ပုံစံကိုကြည့်ရတာတော့ဓမြတွေပဲဖြစ်မင်း။သူတို့300ယောက်ကတကယ်ဓမြတွေပါ။သူတို့ဓမြတိုက်လို့ရလာတဲ့တမိုးကြီးပစ္စည်းတွေကိုတောထဲကကူထဲလာထည့်ထားတာပါ။လူကိုကြည့်အောင်နော်။ငါကူတကားကိုဖွင့်တော့မင်း။မြင်မြန်သာဖွင့်။ဘာဆောင်နေရလဲ။ငါတော်တော်လေးနေပြီဟ။ ဟုတ်ပါ။အုံတကားဖွင့်စီ။တပြားကြီးကထားယူလိုက်တဲ့အချိန်မှာတကားကြီးချက်ချင်းပွင့်သွားတဲ့အတွက် ကုတဲကစီကြီးပစ္စည်းတွေကိုမြင်လိုက်ရတဲ့အချိန်မှာဘာထူလဲအတော်အံ့ဩသွားရတာပုံ။ဟင်။သူဘာလို့ဖို့ဒီလောက်တော့အများကြီးလာထည့်ထားတာလဲဟ။ထူဆန်လိုက်တာ။ငါမိမဒါမျိုးတွေကြိုက်တာနဲ့အတော်ပဲ။ဒီနေ့တော့သူစိတ်ကြည်နေအောင်။တောက်ရတော့မင်း။ညလေယူမနေတော့ဘူး။ဒီနေ့တော့ဝိုင်းပလင်း30ရလာတယ်။ဆရာကျွန်တော်တို့ချမ်းသာတော့မင်း။ ဒါဆိုကျွန်တော်တို့တနေ့ကိုဘယ်နှပလင်းတောက်ရမလဲတနေ့တပလင်းဒီလောက်အများကြီးကိုဘာလို့တရက်တပလင်းပဲတောက်ရတာလဲခြေတာပြီးစားတော့ကြတာပေါ့နောက်နောက်ဒုက္ခရောက်မှဆိုလို့လေဒါဆိုဝါပါမလားအာအင်ဖြစ်အောင်ပဲတောက်ရတာဝါအောင်တောက်ရတဲ့အမျိုးမဟုတ်ဘူးကက်စီကုတ်လိုက်တာဘာပြောရင်မြန်မြန်ဆောင်ရင်အင်အားမဖြစ်ဘူးလို့ငါမှတော့အများကြီးရှာလိုက်ရတာတနေ့တပလင်းပဲတောက်ရမှာတဲ့စိတ်ဆင်းရဲလိုက်တာ သူများတပည့်လောက်ရတာလေအုံတကားပိတ်စီ ဒီလောက်တော့အော်နေရသူများစားသွားအောင်မယ်မစားပါဘူးငါတို့၃ယောက်တည်းရှိရသူများတွေလည်းဂူရေပိတ်ပြီးပြန်သွားကြတာပုံသူတို့ပြန်သွားတဲ့နောက်ဘတ်ကျော်လေးချက်ချင်းကုနာရောက်လာခဲ့တော့တယ်အုံးတကားဖွင့်စီတကယ်အသုံးဝင်နေဟ သူလည်းဂူထဲဝင်ကပစ္စည်းတွေကိုတာယာနေရပုံအများကြီးပဲဒါပေမဲ့ဘတ်ကျော်အများကြီးမယူပါဘူးသူများတွေတီးသွားအောင်မယ်နှစ်ပလင်းမယ်ယူမယ်သူကဝိုင်းနှစ်ပလင်းယူပြီးအိမ်အမြင်မြန်ပြန်သွားခဲ့တယ် ီလောက်ကသူတို့လင်မယားနေရောက်တွေ့လုံလောက်ပြီလို့တွေ့လို့ပါအင်ရောက်တော့သူမိမကဘဲကနေဝဲယူလာလေလို့တန်တရားဝင်နေရပုံဝိုင်းဒီကိုဘဲကရနေရလဲဒီလောက်စည်းကြီးတဲ့ဟောင်းရှင်သိရလားလာခဲ့ကိုပြောပြမယ်ဟိုတော်ထဲမှာရှိရကူထဲကနေယူလာခဲ့တာဟင်ရှင်ဘာလို့အဲ့လောက်အရာတွေမြများမြူလာခဲ့တာလဲဒီမှာနှစ်ပလင်းတော့မင်းမင်းဘလောက်တောင်တောက်မို့လဲငါသူများပြည့်စီမယူချင်ဘူးမင်းတောက်ရအောင်လို့ဒါငါယူလာတာ ်ရှင်ဒီလောက်ထိအမှန်သိရင်ကျမရှင့်ကိုမယူတွေ့တော့ငါဆလာအင်းနဲ့မြင်မြန်ယူလာခဲ့တာမဟုတ်ဘူးတော်ပြီမပြောနဲ့တော့ငါလည်းမခက်နိုင်ရင်နောက်မေမာယူလိုက်မှာနော်အမလီရှင့်ရောက်ကအရန်ချောတာဆိုတော့ရမှာငါမချောရင်ဘာလို့ငါ့ကိုလာယူလဲငါ့ကိုယူမဲ့လို့မရှိလို့ဟေး what ဘာကြောရဲ့မိမာကလောဘကြီးပြီးဝိုင်းတွေအကုန်ရအောင်ကြံစီနေခဲ့တယ်ဘာကြောပြောသလိုတော်တဲကကိုစီလာပြီးကုနာရတော့ရာဇာဖြစ်သူတင်ပေးတဲ့ကာထာကိုယူလိုက်တယ်။အုံးတကားဖွင့်စီ ဟင်ထူးဆန်းလိုက်တာ အမလီဝိုင်းတွေအများကြီးပဲငါတော့ချမ်းသာတော့မင်းတော်တော်ဈေးကြီးလောက်တယ်ဟသူဝိုင်းတွေအကုန်လုံးကိုယူသွားချင်မိမဲ့မနိုင်တဲ့အတွက်ဖြည်းဖြည်းချင်လာတဲ့ဖို့အတွက်တွေးလိုက်တယ်နောက်မှထက်လိုက်မယ်နော်ဝိုင်းလေးမနက်လင်းခါနေတော့တရားကြတီမာဆိုလို့ဘေးမှာမတီမသားလာအိမ်နေလိုက်တယ်ဝိုင်းတွေကဘာလို့ထက်မြားလာရတာလဲမိမထောင်းဆော့ဆော့စစ်စစ်ဘာလို့နိုးတာလဲမင်းထက်သွားယူလာလားကျမရှိမိမှာတညလုံးအိမ်နေရ ဘယ်ချိန်သွားယူရမှာလဲ။음ထူးဆန်းလိုက်တာ။အစွမ်းရှိရဲ့ဝိုင်းမှုနေမှာ။음ဖြစ်နိုင်ပါတယ်လေ။ကျမတို့တော့တထေးဖြစ်ပြီးယောက်ျား။ဖာကျော်ကတော့သူမိမသွားခုလာမယ်မသိရှာပါ။ပတ်စံပေးဝိုင်းယူ။ဝိုင်းပေးပတ်စံယူ။အဲ့နောက်သူတို့လင်မယားကအတီရွယ်ဆားရတဲ့ဘွားကနေအသားရီဝိုင်းနေတဲ့ဘွားကိုယောက်သွားခဲ့တယ်။ရရပြီဆိုရနဲ့ဘာကျော်မိမကလည်းအမြဲလိုလိုဝိုင်းတွေကိုသွားသွားခူလာပါတယ်။ဘာကျော်ကတော့ဘာမှမသိပါ ဖိုင်ပလင်းတွေကတူတူပွားလာတာထင်နေစေပါဒါပေမဲ့တညာမှာတော့ဘာကြော်နိုးလာတဲ့ချိန်မှာသူ့ဘေးမှာသူ့မိမမရှိတော့ပါဘူးဒီမိမဘယ်သွားတာလဲဒါမှမဟုတ်သူဖိုင်တွေသွားယူရလားငါလိုက်သွားမှဖြစ်မင်းသူ့မိမကိုစိတ်ပူတဲ့အတွက်သူ့မိမသွားနိုင်မယ့်နေရာကိုလိုက်သွားခဲ့တယ်